ားလုံးမမင်္ဂလာပါခင်ဗျာဘူလတ်လဟောင်း98ကလည်းကြိုးစားပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြောင်းမဲ့ပွဲပေါင်းတွေကိုပွားမှာဖြစ်ပါတယ်ဗျာမနေ့ကကျွန်တော်ရဲ့မမနှစ်ပွဲ draw ဗျာဘောမောင်းအသင်းဘော်တွေအပေါင်းတရာလော်ရီယန်အသင်းဘော်တွေအနှုတ်တရာမနေ့ကသတူးကြောင်းပွဲတော့ကျွန်တော်တို့ထုတ်ခဲ့ပြီပဲဂျင်းမဖွင့်တဲ့အတွက်ကျွန်တော်တို့မရောက်ခဲ့ဘူးအမဲလာရောက်ဝယ်နေတဲ့ကိုတွေကိုကျွန်တော်တို့လက်ဆောင်ပေးခဲ့တယ်အဲဒီလက်ဆောင်ပေးတဲ့နေ့မှာသတူးကြောင်းပွဲကျသွားတယ်ပြီးတော့ဒီ Europa League နောက်ဆုံးကြမှာသတူးကြောင်းပွဲကျတယ်ဆိုပြီးတော့ကျွန်တော်မနေ့ကဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ် ဟိုဒါလည်းမှန်တိုင်းပဲပြောတာပဲပါဒါပေမဲ့တကယ်တကယ်ကျတော့အဲ့ဒီပွဲကမကြဘူးအောင်ခဲ့တာဖြစ်ပါတယ်ဒီညမှာလည်းသတူးကရောင်းပွဲထွက်ပါလိမ့်မယ်ပြစိတ်ဝင်စားတဲ့သူတွေအောက်မှာဘာကြာတွေရှိတယ်သွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ဘောလုံးပွဲတွေကိုတည့်ရိုက်ကြည့်ပြီးတော့ထားကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့ဆက်သွယ်ပါဗျပေါင်ကုံကကိုကုံကုံသုံးကနည်းနည်းချက်တက်တက်ကိုသွားရောက်ဆက်သွယ်ပြီးတော့မေးခွန်းနေပြီကြားသလောက်ထက်ကြဲသလောက်ထုတ်ပါကိုလူတွေတော်ဝင်ယူပေးရမှာကနိုင်အောင်ကစားဖို့ပဲဗျကိုကြီးကျော်ဒီ ရလာတဲ့အနိုင်ငွေကိုတရားတစ်ဆက်မှမရော့အောင်တထောင်ကျပ်တောင်မလိုအောင်တာဝန်ယူပေးလိမ့်မယ်။တခါလေသူတို့တွေ KP limit တို့ဘာ limit ညာ limit ပြည့်နေတဲ့အခါ7မိနစ်လောက်ကြံ့ကြာသွားနိုင်တာမျိုးတော့ရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့ဒီနေ့အချိန်ထိကျွန်တော်နဲ့လက်တွဲခဲ့တဲ့တခြားလုံးမှာသူတို့တွေမှာနံပါတ်ပြတ်မရှိဘူး။အဲ့ဒီစံနှုန်းတစ်ခုတည်းကိုပဲကြည့်ပြီးတော့ကျွန်တော်ကြော်ညာပေးတာဖြစ်ပါတယ်။ Leeu United နဲ့ Tottenham Hotspur တို့ကစားကြမဲ့ပွဲမြန်မာစံတော်ချိန်6နာရီမှာဖြစ်ပါတယ်။ ဒီဘွဲမှာဒက်ကြီးပေးထားတယ်ဗျကိုပေါင်းကြီးကနှစ်အနှုတ်တရားဖြစ်ပါတယ်ဆိုတော့ဒီဘွဲမှာကျွန်တော်ဂိုးအောက်ကိုကြိုက်ပါတယ်ပြီးတော့လီယူနိုက်တက်အသင်းရဲ့ပေါ်ဒီကိုကြိုက်ပါတယ်ဗျအာဆင်နယ်နဲ့ဝက်ဆန်တို့ကစားကြမဲ့လန်ဒန်ဒါဘီပွဲတွေမြန်မာစံတော်ချိန်၈နာရီခွဲဒီဘွဲမှာအာဆင်နယ်တက်ကနေပေါ်ဒီကြီး2ပေါင်း30ပေးထားတယ်ကိုပေါင်းကြီးက3နှုတ်20ပေးထားတယ်ဒီဘွဲစတဲ့ကြီးတုန်းကအာဆင်နယ်ချင်းအသင်းက 2D ဝင်ရိုးနဲ့ပေးတာဗျအခုအာဆင်နယ်ရဲ့ပေါ်ဒီကြီးဝင်ရိုးတွေ2ပေါင်း50ဝင်ရိုး ြန်မာကြီးအဖြစ်ပြောမယ်ဆိုရင် 2D ကနေ2.20လောက်ဖြစ်လာတာဟာတိတ်မတိတာပဲမြေကြီးဝင်ရိုးနဲ့တွက်မယ်ဆိုရင်အာဆင်နယ်ဒီ 2D ဝင်ရိုးကနေ2.50 50လောက်ထိချိန်လာတာကိုတွေ့ရတယ်ကျွန်တော်ဒီဘက်မှာ West Ham အသင်းရဲ့ body တကြောင်ပဲကျွန်တော်ကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲက၈နာရီခွဲမှာပဲကစားမယ်နာမည်ကျော် Manchester United အသင်းနဲ့ Tandem Sunderland တို့ရဲ့ပွဲဖြစ်ပါတယ်ဒီပွဲမှာ Manchester United အသင်းကနေ body ချင်း 1D ပေးထားပါတယ်ကိုပေါင်းချင်းက3အပေါင်း40ပေးထားပါတယ်ဆိုတော့ လက်ရှိ Manchester United နီးပြအတွက်ဒီပွဲတွေနောက်ဆုံးပွဲတောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ဒီနေရာမှာနည်းနည်းလေးမစီမစားရင်စကားကြောရှင်ကျင်တာကလက်ရှိ Manchester United ကဒီနီးပြကိုထုတ်ပြီးရင်သူတို့ရဲ့နီးပြလောင်းစင်းနဲ့မှာအရင် Barcelona ရဲ့ legend နဲ့ Barcelona နီးပြဟောင်း Xavi နီးပြတဲ့ဖြစ်လာမယ်လို့သတင်းတွေထဲမှာကြားနေရတယ်။ Barcelona အသင်း fan တွေဆိုသိတယ်ဗျာ။ Barcelona အသင်းကိုတစိုက်မမကြည့်ခဲ့တဲ့သူကျွန်တော်က Barcelona အသင်း fan ဆိုတော့ Barcelona နဲ့ပတ်သက်တဲ့ပွဲရှစ်ကြည်ပွဲတော့ကျွန်တော်မလွတ်အောင်ကျွန်တော်ကြည့်တယ်။အဲ့လောက်ထိအဲ့အသင်းပုံမှာကျွန်တော်ယွတ်တွတ်တယ်။ ဂျာဗီကဲခဲ့တဲ့ဘာစီလိုနာပွဲတွေကိုကြည့်တဲ့အချိန်မှာကိုယ့်ရဲ့လက်ကျန်ကြီးကိုကြည့်ပြီးတော့တနှုံနှုံနဲ့ဖြစ်ခဲ့ရတယ်။အဲ့ဒီနီးပြသည်ဘာစီလိုနာကိုသူ့လက်ထက်မှာကန်တင်ပြေးကြီးကိုလုံးလုံးလုံးပစ်ခဲ့တာဗျ။တကယ်တကယ်ကြတော့ဂျာဗီဒီပလေယာဘဝမှာတကယ်ကိုအမိုက်ဆုံးဗျ။သူ့လိုပလေယာမျိုးသူ့လိုမျိုးကီလာပတ်မျိုးဒီဘက်ခက်မှာမရှိတော့ဘူးမထွက်တော့ဘူးမြင်တော့မမြင်ဘူးတော့။ဒါပေမဲ့နီးပြဘဝမှာတော့ဂျာဗီဟာထိတ်တန့်နီးပြမဟုတ်ဘူးဗျ။ကန်တင်ပြေးနီးပြမျိုးပဲ။ ဆိုတော့ဒီနည်းပြတာမန်ချက်စတာယူနိုက်တက်ကိုရောက်လာရင်လည်းမန်ယူကတော့ပြက်အောင်ပါပဲဗျဘာမှထူးလာမှာမဟုတ်ဘူးလမယမတော့ဒီဘာဒီတို့လိုလူငယ်တွေကိုဝေးထုတ်ပေးနိုင်တာတော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီနှစ်ယောက်ထဲနဲ့ဘောလုံးကန်လို့ရတာမဟုတ်ဘူးဗျတေချာတော်ကတော့အမ်ဘိုရင်တေချာပေါ့ထွက်ပြီးတော့ဇာဗီတေချာပေါ့ရောက်လာရင်လက်ရှိမန်ယူကအမ်ဘိုရင်ထက်တောင်ပိုဆိုးသွားလိမ့်မယ်လို့ကျွန်တော်ကထင်တယ်ဒီဘက်မှာလည်းအဲ့တဲ့တန်တက်ဆန်တာလန်တန်ပေါ်ကြီးကြိုက်တယ်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ကျွန်တော်ကြိုက်တယ် ဒီနေ့ရအကောင်းဆုံးပွဲ Chelsea နဲ့ Liverpool ကစားကြမယ်ပွဲဒီပွဲမှာ Liverpool တက်ကနေ Borije တရေနှုတ်30ပေးထားတယ်ဂိုးပေါင်းကြီးက 3D ပေးထားတယ်လက်ရှိ Chelsea နဲ့ Liverpool တီအကွာကြီးပြပြီးတော့ကြီးချောက်ကြီးတဲ့မှာ Chelsea တီဘိုဂီဂျောင်ထိုးခံထားရတဲ့အတင်းပြလုံးဝအထင်ကြီးမှုမရှိတဲ့အတင်းနဲ့မှာ Chelsea ပါတယ်ဘာကြောင့်ကျွန်တော်အဲ့ဒီစကားပြောတာလဲဆိုတော့ Chelsea ရဲ့ဈေးကွက်အနေထားကိုကြည့်ပြီးတော့အဲ့ဒီစကားကိုပြောတာဖြစ်ပါတယ်အဲ့ဒီ Chelsea တင်းကို Liverpool ကတရေနှုတ်30ဆိုတာကတော့နည်းနည်းလေးတရားလွန်တာပေါ့ဗျဒီဘက်မှာ Chelsea အတင်းပေါ်ကြီးကြိုက်တယ်ဂိုးပေါင်းမှာ အဝေးခွင်အတင်းကနေတရေနှုတ်90အောက်ပေးလာတဲ့ပွဲဖြစ်တဲ့အတွက်ဘိုးပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ်။နောက်ထပ်တစ်ပွဲက La Liga ပွဲ Real Oviedo နဲ့ Levante တို့ကစားကြမဲ့ပွဲဒီနှစ်ရာသီမှာတန်တက်လာတဲ့နှစ်သင်ထိတ်တိုက်တွေ့တဲ့ပွဲဒီပွဲမှာ Ancient Oviedo ကနေတရေနှုတ်25ဗိုလ်ချေပေးထားတယ်ဘိုးပေါင်းချေက1နှုတ်80ပေးထားတယ်။ဒီပွဲမှာတော့ကျွန်တော်ဂိုးအောက်ပဲကြိုက်တယ်ဗျ။နောက်ထပ်တစ်ပွဲက Girona နဲ့ Valencia ကစားကြမဲ့ပွဲမြန်မာစံတော်ချိန်7:45မှာဖြစ်ပါတယ်။ အင်ဂျင်ဂရိုနာတင်းကလည်းဘော်ရီဂျေးတရင်တော့25ပေးထားတယ်ဂိုးပေါင်းဂျေးကနှစ်အနှုတ်60ပေးထားတယ်ဘလင်စီယာတင်းဟာလာလီဂါမှာဘယ်နေရာမှာပဲအမှတ်ပေးသရမှာယက်တီနေပါသေးဒီအသင်းရဲ့ဈေးကွက်တန်ဖိုးကမြင့်နေပြန်ဒါပေမဲ့ဒီဘက်မှာဂရိုနာတင်းကဘော်ရီဂျေးပေးလာတဲ့အပေါ်မှာဂရိုနာတင်းဘော်ရီကျွန်တော်ကြိုက်တယ်အက်လန်တာနဲ့ကိုမိုတို့ကစားကြမဲ့ CDA နောက်ကြပွဲကမြန်မာစံတော်ချိန်တနာ25မှာဖြစ်ပါတယ်ဒီပွဲမှာအင်ရှင်အက်လန်တာတင်းကနေဘော်ရီဂျေးတရင်တော့25ပေးထားတယ်ဂိုးပေါင်းဂျေးက တုံးအပေါင်း80ပေးထားတယ်ဒီပွဲတော့ကျွန်တော် go out တကြောင်းပဲကြိုက်ပါတယ်ဗျာမြန်မာစံတော်ချိန်17နာရီမှာကစားမဲ့ဂျာမန်ဘွန်နက်လီကဘွဲ Frankfurt နဲ့ Bayern Munich တို့ကစားကြမဲ့ပွဲအဲ့ဒီပွဲမှာအဲ့တဲ့ Bayern Munich အသင်းကနေဘော်ဒီချင်းတစ်အနှုတ်60ပေးထားတယ် go ပေါင်းချင်းက40ပေးထားတယ်ဒီပွဲမှာတော့ go ပေါင်းအပေါ်တကြောင်းတိုင်းကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာနောက်တစ်တပွဲက7နာရီမှာကစားမဲ့ Werder Bremen နဲ့ Sipol နေကစားကြမဲ့ပွဲအဲ့ဒီပွဲမှာ Engine Werder Bremen အသင်းကနေတရေအနှုတ်30လောက်ပေးထားတယ် ကိုမောင်ကျေးက3အပေါင်း30ပေးထားတယ်ဒီပွဲမှာကျွန်တော်9အောက်ကြိုက်ပါတယ်ဗျာလီဗာပူးလ်စင်နဲ့ Union Berlin ကလည်းမြန်မာစံတော်ချိန်7နာရီမှာပဲကစားမှာအဲ့ဒီပွဲမှာ Ancient Liverpool စင်တင်းကနေ Body Jay 1ပေါင်း90ပေးထားတယ်ကိုမောင်ကျေးက3အပေါင်း80ပေးထားတယ်လီဗာပူးလ်စင်အသင်းဒီဘွန်နက်လီကမှာ Body Jay ရော့ရင်တော့ကိုမောင်ကျေးတော်တော်လေးပြင်းတဲ့အသင်းဗျာလီဗာပူးလ်စင်ရဲ့ကိုမောင်ကျေးတွေဒီအများစုဒီ3ပေါင်း30သုံးနှုတ်90အဲ့လိုအခြေအနေမှာပဲအမျက်ရှိတဲ့အသင်းဒီဘက်မှာ3ပေါင်း80ဆိုတာကတော့တော်တော်လေးပြော့တယ်လို့ကျွန်တော်ယူဆတယ် လီဗာပူလ်ဆဲတဲ့ယူနီယံဘာလင်ပွဲမှာ go out တကြောင်းပဲကျွန်တော်ကြိုက်ပါတယ်။ဆုံးနေလိုက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေ။အာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။